နိုင်ရှင်တာများလေးစိတ်ညစ်လေလူစိတ်နဲ့ပတ်သက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တခုရှိတယ်။ညာနာတို့တွေပျော်သွားရတာမပျော်တာဆိုတာလုံးဝ absolute မဟုတ်ဘူး။တခြားသူတွေနဲ့နိုင်ရှင်ပြီးမှပျော်တာစိတ်ညစ်တာများတယ်။ဥပမာကိုလာကသုံးသိမ်းရတယ်။ဘလို့ခံစားမလဲ။တခြားလူတွေလာကဘလောက်ရတယ်လဲမသိခင်မှာမပြောနိုင်သေးဘူး။တငယ်ချင်းတွေနှစ်သိန်းတစ်သိန်းပဲရကြတယ်ဆိုတာသိရင်ပျော်သွားတယ်။ ဒါပေမဲ့တငယ်ချင်းတွေ9သိန်း10သိန်းရကြတယ်ဆိုတာသိလိုက်ရင်စိတ်ညစ်သွားတယ်။ဒီတော့စိတ်ညစ်တာဆိုတာဒါက3သိန်းကြောင့်မဟုတ်ဘူး။တခြားသူတွေနဲ့နှိုင်းရှင်လို့ဖြစ်တာ။ဒါကို comparison trap လို့ခေါ်ကြတယ်။ social media ခေတ်မှာဒီ comparison trap တွေကိုကျသွားတာအရင်များတယ်။ Facebook ဖွင့်လိုက်တာနဲ့တခြားသူတွေရဲ့လမ်းစမ်းပျော်ရွှင်နေတဲ့ဓာတ်ပုံတွေမြင်ရတယ်။ခီးသွားတဲ့ပုံ၊စားတော့ကြတဲ့ပုံ၊ပွဲတက်တဲ့ပုံ ိုးဘွားနဲ့နှိုင်းရှင်မိလိုက်တာနဲ့စိတ်ညစ်သွားတယ်။ Instagram မှာလှပတဲ့လူတွေပျော်နေတဲ့သူတွေအလုတ်ကိုင်းအောင်မြင်နေတဲ့လူတွေရဲ့ပုံတွေကိုမြင်ရရင်နှိုင်းရှင်မိလိုက်တာနဲ့မိမိကိုယ်ကိုအားငယ်မိသွားတတ်တယ်။တကယ်တမ်း social media မှာတင်တဲ့ပုံတွေဟာလူတွေရဲ့ဘဝရဲ့အကောင်းဆုံးအပိုင်းလေးတွေပဲ။ Highlight reel လို့ခေါ်တယ်။ကိုဘဝရဲ့နေ့စဉ်လက်တွေ့ဘဝကိုသူတို့ရဲ့အကောင်းဆုံးအချိန်တွေနဲ့နှိုင်းရှင်မိတာမမျှတအောင်လူတိုင်းမှာပြဿနာရှိတယ်။ခက်ခဲမှုရှိတယ်။စိတ်ပူမှုရှိတယ်။ ဒါပေမဲ့အဲ့ဒါတွေကိုဆိုရှယ်မီဒီယာမှာမတင်ကြတာအကောင်းဆုံးအပိုင်းလေးတွေပဲရွေးတင်ကြတာကိုကသူတို့ရဲ့အကောင်းဆုံးပိုင်းကိုကြည့်ပြီးကိုရဲ့ပုံမှန်ဘဝနဲ့နှိုင်းရှင်နေတာနှိုင်းရှင်မှုကသဘာဝလိုဖြစ်နေတော့လုံးဝမနှိုင်းရှင်လဲဖြစ်နိုင်မှာမဟုတ်ဘူးဒါပေမဲ့နှိုင်းရှင်တဲ့နေလောင်ပြောင်းလို့ရတယ်အထက်မှာတော့မိမိကိုယ်ကိုအရင်နှိုင်းရှင်ယမန်နှစ်ကကိုနဲ့ယခုနှစ်ကကိုနှိုင်းရှင်တစ်နှစ်အတွင်းမှာဘာတွေတိုးတက်လာသလဲဘာတွေသင်ယူခဲ့လဲ ဘယ်ကိစ္စတွေမှာပိုကောင်းလာတယ်လဲအဲ့ဒါမျိုးနှိုင်းရှင်းတာကကိုယ်တူတန့်လှုံ့ဆော်ပြီးတယ်နောက်တစ်ခုကကိုယ့်ထက်အခြေအနေမကောင်းတဲ့သူတွေနဲ့နှိုင်းရှင်းကြည့်ကျမကြီးပြဿနာရှိတဲ့သူတွေအလုတ်ကိမရှိတဲ့သူတွေမိသားစုဆုံးရှုံးသွားတဲ့သူတွေအဲ့လိုနှိုင်းရှင်းလိုက်တာနဲ့ကိုယ်မှာရှိတာတွေကိုတံပိုးထားတက်လာတယ်ဂျေဇုတန်စိတ်ပေါ်လာတယ်နေ့စဉ်ဘဝမှာကြည့်မလားကိုယ်ကမှတခုခုပြဿနာရှိတယ်လမ်းပေါ်မှာကိုယ့်ထက်ပိုကောင်းတဲ့ကားတွေမြင်လို့စိတ်ညစ်နေတယ် ဒါပေမဲ့ကားမရှိပဲလမ်းလျှောက်နေတဲ့သူတွေဆိုင်ကယ်စီးနေတဲ့သူတွေကိုမြင်တော့ကို့မှာကားလေးရှိအောင်ဂျေဆုတင်သွားတယ်။ကို့အိမ်ကကျင်းတယ်လို့ညင်းညူနေတော့အိုးအိမ်မရှိတဲ့သူတွေကိုမြင်လိုက်ရင်ကို့အိမ်လေးကိုချစ်သွားတယ်။လက်ကနေတယ်လို့ညင်းညူနေတော့အလုံးမရှိတဲ့သူတွေကိုမြင်လိုက်ရင်ကို့အလုပ်ကိုတံပိုးထားသွားတယ်။အဲဒါကြောင့်နှိုင်းရှင်းမဲ့ဆိုလမ်းကြောင်းမှိုက်ပြီးကို့ထက်ကိုရှိသူတွေကိုပဲကြည့်ပြီးအားငယ်မနေဘူးလို့ရတယ်။ကို့မှာရှိတာတွေတံပိုးထားတတ်အောင် ို့ထက်အားနည်းသူတွေကိုလည်းကြည်တက်ရမယ်။လူတိုင်းမှာကိုယ်ပိုင်ခက်ခဲမှုတွေရှိတယ်။အခြားသူတွေကိုယ့်ထက်ပိုကောင်းတယ်လို့ထင်တဲ့အခါအကွယ်မှာစိတ်ညစ်မှု၊စိတ်ဖိစီးမှုမိသားစုပြဿနာတွေရှိနေတယ်ဆိုတော့မမြင်ရအောင်။ Instagram မှာပြရတဲ့နောက်ပါတဲ့ဘဝနောက်ကွယ်မှာမယုံကြည်မှု၊အထီးကျန်မှု၊စိတ်ကြယောဂစိတ်ယောဂပြဿနာတွေရှိတယ်ဆိုတာမသိရအောင်။ဒါကြောင့်တခြားသူတွေရဲ့ပြန်ပပုံရိပ်တွေကိုပဲကြည့်ပြီးကိုကိုကိုနှိုင်းရှင်တာလုံးဝမမျှတအောင် သူတို့လည်းလူသားပဲကိုလိုခက်ခဲမှုတွေရှိကြတာပဲနောက်ထပ်သတိထားရမယ့်အချက်ကလူတယောက်စီရဲ့အခြေအနေတွေမတူကြအောင်ဝေဖွာလာတဲ့မိသားစုပြုစုပြောင်းထောင်ခံရတဲ့ပုံစံပတ်ဝန်းကျင်ခွင့်လန်းတွေမတူကြအောင်ကို့အနေနဲ့သူ့လိုမရနိုင်သလိုသူ့အနေနဲ့လည်းကို့လိုမရဖြစ်နိုင်ချမ်းသာတဲ့မိသားစုကမွေးလာတဲ့ကလေးတယောက်နဲ့ဆင်းရဲတဲ့မိသားစုကမွေးလာတဲ့ကလေးတယောက်ဘယ်လိုနှိုင်းယှဉ်နိုင်မလဲပညာရေးခွင့်လန်းတွေလူမှုကွန်ရက်တွေ အရင်မြစ်တွေလုံးဝမတူတာအဲ့ဒါကြောင့်နှိုင်းရှင်မယ်ဆိုအမှန်တူညီတဲ့အခြေအနေက စတင်ခဲ့တဲ့သူတွေကိုနှိုင်းရှင်ရမယ်ဒါမှမဟုတ်ကိုကိုကိုအတိတ်ကကိုနဲ့ပဲနှိုင်းရှင်တာအကောင်းဆုံးနောက်ဆုံး decomerism ပြဿနာကနေလွတ်မြောက်ဖို့အကောင်းဆုံးနည်းကကိုပိုင်ဘဝခီးကိုအဓိကအာရုံစိုက်တာကိုကဘာကြောင့်ရှင်သန်နေရလဲဘာတွေကိုအရေးကြီးတယ်လို့ယူဆတယ်လဲဘလို့လူဖြစ်ချင်တာလဲအဲ့ဒါတွေကိုရှင်းရှင်းလင်းလင်းသိထားတာအရေးကြီးတယ်ကိုရဲ့ရည်မှန်းချက်တွေ ကြံပိုးတွေအိမ်မက်တွေကိုလိုက်သွားတာအရေးကြီးတယ်။တခြားသူတွေဘယ်လိုလုပ်နေသလဲဆိုတာမဟုတ်။လူတိုင်းမှာ လူတိုင်းရဲ့ဘဝခီးရှိတယ်။ကိုယ်ဘဝရဲ့ခံစားစရာဆန်စားစရာတွေရှိတယ်။သင်ခန်းစာတွေရှိတယ်။ကိုလိုရမယ့်တာဝန်တွေရှိတယ်။တခြားသူတွေကြည့်ပြီးအားမငယ်နဲ့။ကြောင်းလဲမရတဲ့အရာတွေကိုလက်ခံပြီးကြောင်းလဲလို့ရတဲ့အရာတွေကိုအားထုတ်ပြီးကုလန်းချောင်းကိုသွားလိုက်တာစိတ်ချမ်းသာရဲ့အတွက်အကောင်းဆုံး။ဒါကြောင့်နိုင်ရှင်တာတိတ်မြိုင်းရင်စိတ်ညစ်ရမှာတေချာပေါက်ပဲ။ ဥမာရှိတာရယ်တံမိုးထားတန်ကိုလေ့ကျင့်ကြည့်။ဥပဝမှာဘာတွေအရေးကြီးလဲဆိုတာသိချာမှတ်ထား။အဲ့ဒါမှနိုင်ရှင်မှုရဲ့ထောင်ချောက်ကနေလွတ်မြောက်ပြီးစိတ်ချမ်းသာတဲ့ဘဝမှာရှင်သန်နိုင်မှာဖြစ်ပါတယ်။